ရလောက KMA YouTube Channel လေးကနေပြန်လေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီတစ်ခါမှာတော့မကြာခဏကြားရလေးရှိတယ်ကားအဟောင်းဝယ်စီမီယာကနေကြုံတွေ့ခဲ့ရတဲ့တဲသေးရင်ဖို့ပြည့်မှန်ဆက်လန်တပုတ်ကို တင်ဆက်ပေးလိုက်ပါတယ်နှုတ်ကြည့်မှန်သေးကပါလာတဲ့လူတက်တမကျွန်တော်နာမည်ကိုနိုင်ပါရှင်ကုံမှာ အငားရင်မောင်းအလုတ်လုတ်ပါတယ်အရင်ကတော့သူများကားကိုအငားမောင်းတာပေါ့စူမီဆောင်မီလေးနည်းနည်းရှိလာတော့ကိုပိုင်ကားလေးတစ်စီးဝဲချင်လာတယ်ဒါနဲ့ပွဲစားတယောက်နဲ့ချစ်ပြီးကားပွဲစားတန်းကို ရှောက်သွားတယ်အဲ့ဒီမှာတိုယိုတာပူပေါ့အဖြူရောင်လေးတစ်စီးကိုသွားတွေ့တယ်ကားကအတိုင်းအခိုက်ကင်းတယ်အင်ဂျင်ကလည်းရှေပဲအဲကုန်းဆိုလေ အိတ်ဆိတ်နေတာပဲထူးဆန်းတာကဆေးကပုတ်ဆေးတဲ့တော်တော်လေးလျှော့နေတာပဲပွဲစားကတော့ပန်းရှင်ကနည်းနည်းရှားထွက်မလို့အမြန်ရှောင်းတာလို့ပြောတယ်ကျွန်တော်လည်းကားကိုကြိုက်တာရောဆေးတန်တာရောပေါင်းပြီးချက်ချင်းငွေချေပြီးဝယ်လိုက်တယ်ပထမတစ်ပတ်လောက်ကတော့ဘာမှမဖြစ်ပါဘူးခီးတဲ့တွေပို့လိုက်ဝင်ငွေတွေကောင်းလိုက်တယ် ပြောနေတာပေါ့ဒါပေမဲ့ထူးဆန်းတာတွေကသူတရားတစ်ပတ်မှာဆလာတယ်ဒီနေ့ခီးတဲ့တယောက်ကိုလိုက်ပုတ်ပြီးအပြန်ကားထဲမှာကျွန်တော်တယောက်ထဲပါရုပ်တရကောင်းနောက်ခံကနေစီကရက်ညော်နဲ့လူလူအနှံ့ဆူတစ်ခုရှာလိုက်တယ်ကျွန်တော်ကစိတ်နှိမ်မတောက်တလို့ကားတကားတွေ့လေ အကုန်ပိတ်ထားတာခီးတဲ့ကျန်နေတာများလားဆိုပြီးကာကြည့်မှန်ကလည်းကြီးလိုက်တော့ဘယ်သူမှမရှိဘူးနှုတ်ရတွေမှာပူဆိုးလာတယ်ညဘက်ကားမောင်းနေချင်းကားနောက်ဘက်ကလင်းလေးသွားသလိုခံစားရတယ်လူတယောက်အနောက်မှာထိုင်လိုက်တယ်လို့မျိုးကားပေါ်ဒီကနှိတ်စင်းသွားတာအဆိုးဆုံးအဖြစ်ဖြစ်ကတော့ မူတဲထန်စွာရွာလေးညတညမှာ ဖြစ်ခဲ့တာပါအဲ့ဒီညကည7နာရီကျော်ပြီမြတ်တကုံဘက်ကိုခီးတယ်ပို့ပြီးအပြန်လမ်းမပေါ်မှာကားတွေရှင်းနေတယ်မူကလည်းတဲနေတော့ကျွန်တော်လည်းအိမ်ပြန်ဖို့အချိန်နည်းနည်းတင်မောင်းလာတယ်ရုတ်တရက်ကားရေဒီယိုကသူ့အလိုလိုပွင့်လာတယ် ဆက်ဆက်ချေလိုင်းမမီတဲ့အတန်တွေမြည်လာပြီးတော့တချင်းတည်းမဟုတ်ပဲလူတယောက်အသက်ပြင်းပြင်းရှူနေတဲ့အတန်ဟူးဟူးဆိုတာကိုစပီကာကနေကျဲလောင်စွာကြားလိုက်ရတယ်ကျွန်တော်လက်ပြီးရေဒီယိုကို ပိတ်ဖို့ကြိုးစားပေမဲ့ပိတ်လို့မရဘူးအဲ့ဒီအချိန်မှာပဲ ျွန်တော်လေဘင်းကိုအေးဆက်ဆက်လက်ချောင်းတွေကအနောက်ကနေလာထိတယ်လို့ခံစားလိုက်ရတယ်ကျွန်တော်ကြောက်လို့လို့ကားကိုပြိတ်အုပ်ဖို့ကြိုးစားပြီမဲ့ခြေထောက်ကလှုပ်လို့မရတော့ဘူးကျွန်တော်တုံတုံရှိရှိနဲ့နောက်ကြည့်မှန်ကို မောကြည့်လိုက်တယ်မှန်ထဲမှာမြင်လိုက်ရတယ်ညင်ခွင်းချောင်းကျွန်တော်နှလုံးခုန်ချက်မတက်ဖြစ်သွားခဲ့တယ် ကားနောက်ခံအလဲတက်တက်မှာလူတယောက်ထိုင်နေတယ်။သူ့မျက်နှာတစ်ခုလုံးကသွေးတွေနဲ့ချင်းချင်းနီနေပြီးနဖူးမှာပစိပောက်ရလို့အရာကြီးတစ်ခုကဟတ်သက်ွယ်နေတယ်။သူ့မျက်လုံးတွေကပြူးကျယ်နေပြီးကျွန်တော်ကိုနောက်ကြည့်မှန်သေးကနေစိုက်ကြည့်နေတယ်။သူကသူ့ရဲ့သွေးစွန်းနေတဲ့လက်နှစ်ဖက်ကို ျွန်တော်ပခုံးပေါ်တင်ပြီးဘယ်ကိုပို့ပြီးရမလဲအကွက်ကွက်အတန်ကြီးနဲ့မေးလိုက်တယ်အာကျွန်တော်အတန်ကိုအော်ဟစ်ပြီးစီယာတိုင်ကိုဘယ်ဘက်အချမ်းကိုဆက်ကနေဆွဲချလိုက်မိတယ်ကားကလမ်းဘေးကတက်တိုင်ကိုဝင်တိုက်မိပြီးရှက်သွားတယ်ကျွန်တော်လဲတတိလစ်သွားတယ်တတိပြန်ရလာတော့ စေးရုံမှာပါကံကောင်းလို့ပုံးဘက်တံရလောက်ပဲရှပြီး အသက်မတည်ခဲ့ပါဘူးဒါပေမဲ့ကျွန်တော်ကားကတော့ရှိပိုင်းချီမှွသွားပြီးစေးရုံကဆင်းပြီးတာနဲ့ကျွန်တော်ကားပွဲစားစီကိုတောတာကြီးနဲ့သွားပြီးပြဿနာရှာတော့မှအမှန်တိုင်းဖွင့်ပြောလာတယ်ကုကုနာရဲ့တောင်းပန်ပါလေကွာ တကယ်တော့အဲ့ဒီကားကလွန်ခဲ့တဲ့6လလောက်ကလူတက်မှုဖြစ်ထားတာရှင်မောင်ကကောင်းောက်ခန်းကခီးတဲ့ရောင်ဆောင်ထားတဲ့လူတက်သမားရဲ့တားနဲ့ထူသူနဲ့ထုပြီးအသက်ခံလိုက်ရတယ်အလောင်းကိုကောင်းောက်ခန်းမှာတင်ပြီးမောင်ပြေတော်ရှဲတွေမိလို့ကားကိုတင်ထားရကလည်းပြန်ထုတ်ရောင်းတာပါ အဲ့ဒီစကားကြတော့ကျွန်တော်တွေးပြက်သွားတယ်ကျွန်တော်နေ့တိုင်းတင်မောင်းနေတယ်ကားနောက်ခန်းမှာမကျွလွတ်သေးတယ်ရှင်မောင်းဟောင်းရဲ့ဝိညာဉ်ကအမြဲလိုက်ပါနေတာကိုအဲ့ဒီကားပြက်ကြီးကိုကျွန်တော်ပြန်မပြင်တော့ပဲတန်သူတန်ဆအဖြစ်ချက်ချင်းရှောင်ပြေးလိုက်ပါတယ်အခုနောက်ပိုင်းတစီမောင်းရင်တော့ညာဘက်ဆိုရင်နောက်ကြည့်မှန်ကိုမကြည့်ရတော့တယ်လို့ ကာနောက်ခံကဧကနေဖြစ်သွားတိုင်းကျွန်တော်ဘုရားစာရွှေ့နေမိပါတော့တယ်။ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ဒီဆက်လန်းလေးကိုကြီးသားတင်ဆက်သူတအောင်စင်ပဲဖြစ်ပါလေခင်ဗျာကျွန်တော်ရဲ့တင်ဆက်ပုံကစိတ်ဝင်စားစရာမကောင်းပေမဲ့အဆုံးထိလိုက်ပါကြည့်ရှုနားဆင်ပြီးကြကြလို့အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ဗျာ တကယ်လို့ဒီဆက်လန်းလေးကိုချိန်နေတက်ခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့အသစ်တင်တိုင်းတရဖို့ပေးနာက notify bell လေးကိုနှိပ်ပြီးအားပေးတော်ဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ နောက်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ချင်ပါတယ်ဗျာ